တရုတ်နိုင်ငံရဲ့မတော်မတရားပြုမှုတက်တဲ့အတော်ကြီးတွေကထပ်ပြီးတော့ပြဿနာရှာနေပြန်ပါတယ်။ viral ဖြစ်သွားတဲ့ဗီဒီယိုတစ်ခုမှာတရုတ်ပြည်မှာကြီးကခီးသွားတစုကဂျပန်နိုင်ငံအိုဆာကာမှာအငားအိမ်တစ်လုံးမှာသုံးရက်နေထိုင်ပြီးတဲ့နောက်အိမ်ကိုလုံးဝရှုပ်ပွားအောင်ထားခဲ့သွားတာကိုပြသထားပါတယ်။ဂျပန်ဘလော့ဂါတယောက်က X မှာမျှဝေထားတဲ့ဒီဗီဒီယိုဖိုင်က 3.6တန်းချိန်ကြီးစုခံရပြီးဂျပန်နဲ့တရုတ်နိုင်ငံသားတွေကြားမှာပြင်းထန်တဲ့ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဘလော့ဂါကရှင်းပြခဲ့တာကတော့နိုဝင်ဘာ18ရက်ကနေ21ရက်အတွင်းတရုတ်ခီးသွား9ယောက်ဟာ ဂျပန်မှာအငားအိမ်တစ်လုံးမှာတဲခူခဲ့ကြပါတယ်။အငားအိမ်ကိုရှုပ်ပွပြီးထားခဲ့ပါတယ်။ထမင်းစားစပွဲပေါ်မှာအစားအသောက်ဘူးတွေနဲ့အချိုရည်ဘူးတွေပြည့်နှက်နေပြီးရေချိုးကန်းချမ်းပြင်းမှာတုပ်ပဝါတွေပြန့်ကျဲပြီးတော့ဖုံထူနေပါတယ်။ဆိုဖာနဲ့ကလတ်ထိုင်တွေပေါ်မှာလည်းသုံးပြီးသားတ िश ူးဆက်ကူတွေပုံထားပါတယ်။ F BNP မှာ voting လုပ်ထားတဲ့အမှတ်တမ်းတပ်ပုံတွေအရဒီအိမ်ကို one u ဆိုတဲ့ဧည့်သည်တယောက်ကလူကြီး9ယောက်အတွက်3ရက်ကြာ booking လုပ်ထားခဲ့တာပါဂျပန်မှာအငားအိမ်တွေငားတဲ့အခါဧည့်သည်တွေနေတဲ့ဒေသခံ delete ထုံးတန်းနဲ့စီးမြင်တွေကိုလိုက်နိုင်ရမှာဖြစ်ပြီးတော့အိမ်ကိုတန်ရှင်းလုပ်ပြီးမူလအခြေအနေအတိုင်းပြန်ထားခဲ့ရမှာပါဂျပန်မှာအမိုက်ခွဲချစီခွဲထားတဲ့စီးမြင်တွေလည်းတင်းကျပ်လုံးလို့ဧည့်သည်တွေနေတဲ့ဓာရီကို လိုက်နိုင်ရပါတယ် ဂျပန်အင်ချမ်းမြေစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုရဲ့ website အရအငားအိမ်တွေအတွက်တန်ရှင်းရေးကပုံမှန်အားဖြင့်9000ကနေ15000ရန်အထိ American dollar အနေနဲ့ဆိုရင်တော့33ကနေ69ဒေါ်လာခန့်ရှိရလဲဖြစ်ပါတယ်။ဒါပေမဲ့ဒီ Ethereum ထားခဲ့တဲ့ လွန်ခဲ့တဲ့ရှုပ်ပွားမှုကြောင့်အိမ်ပိုင်ရှင်ရဲ့လုပ်ငန်းကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။အခုဆိုရင်ဒီအိမ်ဟာခီးသွွား platform တွေပေါ်မှာ booking လုပ်လို့မရတော့ပါဘူး။တရုတ်နိုင်ငံကတစ်ချိန်ကအရင်ကြီးမှုနဲ့ဂျင်ဝေရှိတဲ့နိုင်ငံအဖြစ်လူသိများခဲ့ပေမဲ့ဒီနေ့မှာတော့တရုတ်ခီးသွွားတွေဟာနိုင်ငံရဲ့ချားမှာရောထွေးတဲ့ဂုံတင်းကိုရင်ဆိုင်နေရပါတယ်။သူတို့ကနေရာအနှံ့မှာမကြိုးစားတာမဟုတ်ပေမဲ့အတိတ်ကဖြစ်ရတဲ့ကြောင့်နေရာတော်တော်များများကသူတို့ကိုရှောင်ဖယ်လာကြပါတယ်။ တရုတ်အင်တာနက်သုံးသူတွေအများစုအတွက်တော့ဒါဟာမတရားဘူးလို့ခံစားရပါတယ်။သူတို့အများစုကအတင်းတင်းစွာပြုတ်မှုကြပေမဲ့ လူနေစုရဲ့မတော်မတရားအပြုမှုတွေအတွက်အပြစ်တင်ခံရတာမျိုးဖြစ်နေပါတယ်။ဂျပန်မက်ချက်ပေးသူတယောက်ကလူ9ယောက်ရဲ့အကျင့်ပြတ်မှုပြုမှုမှုကြောင့်တရုတ်လူမျိုးတစ်ခုလုံးကိုအစိုးမြင်ခံရတာပဲလို့ပြောခဲ့ပါတယ်။ဂျပန်အငားအိမ်ပိုင်ရှင်တယောက်ကလည်းနောက်မှတရုတ်ဧည့်သည်တွေကိုလက်မခံတော့ဘူး။အကြောင်းပြချက်တွေကိုရှင်းပြပြီးဒီဆုံးဖြတ်ချက်ကိုကျွန်တော်တို့ရဲ့ website မှာတင်ထားမယ်လို့မျှဝေခဲ့ပါတယ်။တရုတ်ခီးသွားတချို့ရဲ့နိုင်ငံရဲ့ချားမှာမရင်သေးတဲ့အပြုမှုတွေကတည်င်းတစ်ခု ူတော့မဟုတ်တော့ပါဘူး။ဒါပေမဲ့သူတို့ရဲ့လှုပ်ရှားမှုတွေဟာအမဲတစေပို့ပြီးတော့လွန်ကဲလာနေပါတယ်။တပင်းတွေခုတ်လဲတာ၊မျက်တွေကိုလိုက်ဖမ်းတာ၊ဒစိမ့်တွေကိုထူးဆန်းစွာလိုက်နှောက်ရှက်တာကစလို့ရေးသန်းဆက်ထဲမှာချက်ထုတ်စေးတာလို့ထူးဆန်းတဲ့အပြုမှုတွေအထိတရုတ်ခီတော်တချို့ကဘာလို့မဆိုလို့ဖို့အစင်သစ်ရှိနေပုံပါပဲ။ ဒါကလူတယောက်အနေနဲ့အခြေခံယဉ်ကျေးမှုရှိဖို့ဆိုတာသူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုကန့်တတ်နေသလားလို့တွေးမိစေပါတယ်။ဥမာအနေနဲ့ဆာဗီးယားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဘယ်ဂရိတ်ကနာမည်ကြီးခီးသွားနေရာတစ်ခုဖြစ်ပြီးတော့အခုတော့အသက်အစမ်းသောရှက်စရာဖြစ်ရတဲ့ခုရဲ့နောက်ခံဖြစ်လာပါတယ်။အဲဒီနေရာမှာရှိတဲ့အဖြူရောင်နေရန်တစ်ခုဟာတရုတ် influencer တယောက်ရဲ့ Dorin account ကိုချော်ညာတဲ့အနေအထားဂရက်ဖစ်တီတွေနဲ့ဖျက်ဆီးခံခဲ့ရပါတယ်။ အလကားကြောင်ညာတစ်ခုလို့ထင်ရပေမဲ့အဲ့ဒီနေရာကိုလာရောက်လဲပတ်တဲ့တရုတ်ဧည့်သည်တွေအတွက်တော့ အေယာမအနီယောင်စလုံးတွေကိုမြင်လိုက်ရတဲ့အခါအလွန်ရှက်စရာကောင်းတဲ့အခိုက်အတန့်ဖြစ်ခဲ့မှာသိကြပါရယ်။ထိုင်းနိုင်ငံမှာတော့တရုတ်အမျိုးသားတစ်ယောက်ဟာလေစိတ်မှာတန်းဖြန့်ဝင်နေတာကိုဖမ်းမိခဲ့ပါရယ်။တယောက်ယောက်ကသူ့ကိုဒီလိုမလုပ်ဖို့ပြောတဲ့အခါသူကရရဲဝံ့ပြန်ဖြေခဲ့ပါရယ်။မင်းတို့တန်းဖြန့်ဝင်မှုတာမရှက်ဘူးလား။လူအကြီးကတော့တိတ်ဆိတ်မနေနိုင်ပါဘူး။သူတို့ကတရုတ်လူမျိုးတွေကိုရှက်စရာဖြစ်အောင်မလုပ်နိုင်တော့လို့အော်ဟစ်ခဲ့ကြပါရယ်။ ိုင်ငံရဲ့ချားမာတယ်မဟုတ်ပါဘူးဒီနိုင်ငံအတွင်းမှာလည်းသမိုင်းဝင်တဲ့ယဉ်ကျေးမှုဆိုင်ရာအထင်ကရနေရာတွေဟာဂယုမဆိုင်တဲ့အပြုမှုတွေကြောင့်ထိခိုက်ခံစားနေရပါတယ်တကယ်တော့တရုတ်နိုင်ငံသားတွေကအနှိမ်ငယ်သာနိုင်ငံရဲ့ချားကိုခီးထွက်ကြပါတယ်ဘေဂျင်းနန်ခွန်းပါကမှာတက်ကြီးရွယ်အိုတွေကတောက်သုံးရေတွေကိုခြေထောက်ဆေးဖို့အသုံးပြုနေတာကို တွေ့ရပါတယ်ဘန်းဂျန်စီမံခန့်ခွဲရေးအဖွဲ့က အများပြည်သူအထွတ်အဆင်ပြေဖို့တောက်သုံးရည်တွေတက်ဆင်ထားပြီးရေကိုတာဝန်ယူသုံးဖို့ဆိုင်းဖို့တွေမှာရှင်းလင်းစွာဖော်ပြထားပါတယ်။သဲရီနဲ့ပေဇန်နီရဲ့နေရာတွေကရှွန့်ပေနေတဲ့လက်တွေ၊ခြေထောက်တွေ၊ကစားစရာတွေကိုစီးကျော်ဖို့တားမြစ်ထားတဲ့ဆိုင်းဖို့တွေလည်းရှိပါတယ်။လူအများကတောက်သုံးရည်တွေကိုခြေစည်းကံလိုအသုံးပြုနေကြပြီးရေမြောင်းတွေဟာသဲရီနဲ့ရှွန့်တွေနဲ့ပိတ်ဆို့နေကြပါတယ်။မိဘတို့ချို့အတောင် DJ ရတန်ရှင်းနဲ့ ငါကလေးစေးကြလို့အန်ဒီရဲ့ကင်းနေဒါမှမဟုတ်ဒီနေရာမှာလူတိုင်းဒီလိုပဲစေးကြတယ်ဘသူမှဘာမှမပြောဘူးလို့ပြောကြပါတယ်ပန်းချန်စီမံခန့်ခွဲရေးအဖွဲ့ကဧည့်သည်တွေနေနဲ့ပဝင်းချင်ကိုလေးစားပြီးရေကိုထိမ့်သိမ့်ဖို့တိုက်တွန်းရင်းစိတ်ပြတ်တဲ့လှုပ်ရှားမှုကိုဖော်ပြခဲ့ပါတယ်စီးမျက်နှာကိုမလိုက်နာတာကတခြားသူတွေကိုအနှောက်အယှက်ဖြစ်စေရုံတင်မကဘူးအသက်အန္တရာယ်လည်းဖြစ်စေနိုင်ပါတယ် ဒီမှာဥပမာတစ်ခုရှိပါတယ်မက်ရှလာမှာဟီနန်ပြည်နယ်ချင်းဝါခရိုင်ကတောရိုင်းတရိစံပန်းစံတစ်ခုမှာအဲဒရီကိုအန်ဒီရရှိရဲ့တရိစံနေကြောင့်ဂါးလေးကမစင်းဖို့သတိပေးထားပါတယ်ဒါပေမဲ့မိခင်တယောက်ကစင်းမျက်နှာကိုလိလူရှူပြီးတော့သူ့ကလေးကိုကားအပြင်မှာ စီးသွားစေဖို့ကားရရဆင်းခဲ့ပါတယ်။သူကကားထဲမှာညစ်ပတ်မှာဆိုလို့ဒီလိုလုပ်ခဲ့ရလို့ပြောပါတယ်။မိခင်ကသူ့ကလေးကို ဖွေထားရင်း ဘေးကနေဝင်းပလွေတကောင်သူတို့စီချင်းကက်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့နောက်ကကားတစ်စီးတည်းကရှင်မောင်တစ်ယောက်ကဒီအချိန်လေးကိုသတိထားမိပြီးတော့သတိပေးဖို့ဟုံးကိုထက်ခါထက်ခါတီးခဲ့ပါတယ်။ကဲမကောင်းစွာနဲ့မိခင်နဲ့ကလေးရထိခိုက်မှုမရှိခဲ့ပေမဲ့လည်းအန်ဒီရဲ့ခြားရောက်လို့နေပါတော့ဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒရိစံယုံဝန်ထမ်းကြီးကနောက်ပိုင်းမှာဒါဟာဧည့်သည်တယောက်ကစီးမျက်နှာကိုချိုးဖောက်ပြီးကားရရဆင်းခဲ့တာပထမဆုံးအချိန်မဟုတ်ဘူးလို့မှတ်ချက်ပြုခဲ့ပါတယ် တို့အနေနဲ့ဧသည်ရီကို NDR အကြောင်းဆက်လက်သတိပေးနိုင်ုံပဲရှိပါတယ်။မေလာမှာဟောင်ကောင်ကချင်ရှန်3 MTR ဗူဒါမှာတရုတ်ပြည်မကြီးကကလေးတယောက်ဟာဗူဒါထဲမှာမစင်ဆုံးခဲ့ပါရင်အတူတူလိုက်ပါလာတဲ့လူကြီးတွေကဒါကိုတန်ရှင်းလုပ်ဖို့လုံးဝစူးစမ်းမှုမရှိခဲ့ပါဘူးအဲ့ဒီအစားဒီအလုပ်ကိုတန်ရှင်းဝန်ထမ်းတွေစီပဲကြားရောက်သွားခဲ့ပါရင်တင်မြင်ကွင်းကြောင့်စိတ်ပြတ်လို့ရှားနေတဲ့ဟောင်ကောင်အမျိုးသမီးတယောက်က တာဝန်ရှိတဲ့အမျိုးသားကိုရင်ဆိုင်ပြီးဘာကြောင့်ဒီလိုဖြစ်အောင်လွတ်ထားခဲ့တာလဲလို့မေးခဲ့ပါတယ်။အကြိမ်ကြိမ်မေးမြန်းခင်ရပြီးတဲ့နောက်အဲ့ဒီအမျိုးသားကပေါ့ပေါ့ပပပြန်ဖြေခဲ့ပါတယ်။ကလေးကရုတ်တရက်ပိုင်းနာသွားတာလို့ဖြစ်ပါတယ်။ဒီတုံးပြန်မှုကအမျိုးသမီးရဲ့ဒေါသကိုပို့ပြီးတော့ဆွာပေးလိုက်တယ်လို့ပါပဲ။သူက Mandarin ဘာသာနဲ့စူပူပြီးပြောခဲ့ပါတယ်။တရားဟောင်ကောင်မင်းမင်းကလေးရရှုပ်ပွားအောင်လုပ်ပြီးမင်းတန်ရှင်းရေးမလုပ်ဘူး။ဟောင်ကောင်လူတွေကမင်းတို့အတွက်တန်ရှင်းပေးရမယ်လို့မျှော်လင့်နေရလား။ ဒီဗီဒီယိုဟာ viral ဖြစ်သွားခဲ့ပြီးတော့ internet သုံးသူတွေအများအပြားကအမျိုးသမီးရဲ့စကားတွေကိုချီးကျူးခဲ့ကြပါတယ်။သူကပြောတဲ့အရာကိုအတိအကျပြောခဲ့တယ်လို့ဆိုကြပါတယ်။တခြားသူတွေကလည်းမှတ်ချက်ပေးခဲ့ပါတယ်။ကလေးတွေကိုသင်ကြားပေးဖို့လိုတယ်။ဒီလိုလူကြီးမျိုးကစိုးရွားတဲ့စံနမူနာပဲ။အနီးနားမှာအိမ်သာမရှိရင်တောင်ဝန်ထမ်းတွေကိုအကူအညီတောင်းလို့ရတယ်။ဝမ်းရှောတာကဘယ်နေရာမှာလွတ်လွတ်လပ်လပ်ဆွံ့လို့ရတယ်လို့မဆိုလိုပါဘူး။ တရုတ်နိုင်ငံရဲ့တမိုင်းဝင်ဆမ်မာဖဲလစ်မှာတော့မြို့သမီးငယ်တယောက်ဟာလေပေါ်မှာထိုင်ရင်းတဲ့ရေကန်နေကို6နှစ်ချနေတဲ့အာကိုဖမ်းမိခဲ့ပါတယ်။လေဝန်နီကချက်ချင်းသူ့ကိုရက်ဖို့နဲ့သူ့နေရာကိုပြန်ထိုင်ဖို့ပြောခဲ့ပါတယ်။တခြားခီးသွားတွေကလည်းဒီလိုအန်ဒီယမျိုးတွေမလုပ်ပါနဲ့လို့တားမြစ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကမာနချက်ပြီးတော့ပြန်ဖြေခဲ့ပါတယ်။ ကျမအရွယ်မရောက်သေးဘူး၁၆နှစ်ပဲရှိသေးတယ်။လာပြီးကျမကိုပြဿနာရှာလိပြဿနာဖြစ်ရမှာတော့ခမရိုးပဲကျမမဟုတ်ဘူးဘီရောသူကထပ်ပြောပါသေးတယ်။ကျမချမ်းသာတဲ့ဒုတိယမျိုးဆက်ကလေးပါကျမမိသားစုမှာပတ်စံရှိတယ်ရဲ့။ခီးတဲ့တချို့ကဝန်ထမ်းတွေကိုလေကိုစိတ်ကမ်းမှရက်ပြီးတော့ဒီအချိန်လေးကိုကင်တွယ်ဖို့တောင်းဆိုခဲ့ပေမဲ့သူကငင်းဆိုပြီးရင်ရင်နဲ့ပြောခဲ့ပါတယ်။ပြီးတော့သူကအချိန်လေးကိုပို့ဆိုးလာအောင်လုပ်ခဲ့ပါတယ်။တခြားသူတွေကို ထီရရင်ကျမကိုထီကြည့်လိုက်လေရိုက်ကြည့်လိုက်လေမရရင်ရဲကိုကျမခေါ်မယ်တွားပြီးကျမကိုတိုင်ကြည့်လေကျမမှာယဉ်ကျေးမှုမရှိဘူးဒါဆိုပါဖြစ်မလဲရဲရင်တိုင်ကြည့်လေလို့ချိန်ချောက်ပြီးတော့ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်သူကစေရစေယုံကစေယောကရှိရလို့ဆိုပြီးတော့ဇေယုံကိုသွားဖို့လိုတယ်လို့လည်းပြောခဲ့ပါတယ် ဒါဟာချမ်းသာမှုကြောင့်ဖြစ်ပေါ်လာတဲ့မာနတက်မှုလားဒါမှမဟုတ်ရိုးရိုးရဲတင်းမှုတက်တက်လားဆိုတာကတော့ပြောဖို့ခက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုလူမျိုးနဲ့ဆက်ဆံရတာကတစ်နေ့လုံးခမည်းရဲ့စိတ်ကိုပြန်စည်းသွားစေနိုင်ပါတယ်လူတို့ရဲ့စိတ်ကူးဉဏ်ကဘလောက်ထိကန့်သတ်မထားဘူးလို့လူတွေကပြောကြတာအံ့ဩစရာမရှိပါဘူးဥပမာအနေနဲ့အကြောင်းကြည့်ပါ မာရသွန်ပြိုင်ပွဲတစ်ခုမှာလင်မယားနှစ်ယောက်ကနမယ်ဇိုးနဲ့တခိုးရီအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် သူတို့ဟာပြေးဖို့လာတာလားဈေးဝယ်ဖို့လာတာလားလို့မေးစီရပါသူတို့ကအားဖြည့်ဂျယ်ရီကို အများကြီးယူသွားခဲ့လို့နောက်ကအပြေးသမားတွေအတွက်ဘာမှမကြံတော့ပါဘူးဂျန်စုပြည်နယ်စုချိုးမျိုးကပြောရမယ်ဆိုရင်တော့တန်ဟူ number 1 highway marathon ပွဲမှာအပြေးသမား၂ယောက်ဟာကင်မရာမှာဖမ်းမိခဲ့ပါတယ်သူတို့ကအကူအညီပေးတဲ့နေရာတွေကတရေစာတွေအားဖြည့်ဂျယ်ရီကိုသူတို့ရဲ့ချောပိုးအိတ်ထဲထည့်နေကြတာလည်းဖြစ်ပါတယ် တို့ရဲ့ကြောပိုးဤထဲကိုထည့်နေတာအဖြူရောင်တရှက်နဲ့ဘန်းရောင်ပေါမိတို့ဝတ်ထားတဲ့ဒီလူမယောက်ဟာပဝင်သူအားလုံးအထွက်ကိုရည်ရွယ်ထားတဲ့ပစ္စည်းတွေကိုတို့ရဲ့ဖောက်ထွင်းမြင်နိုင်တဲ့ကြောပိုးဤထဲကိုထည့်သွားခဲ့ပါတယ်တယောက်ယောက်ကသူတို့ကိုတားဖို့ကြိုးစားတဲ့အခါအဲ့ဒီအမျိုးသားကပြန်ပြီးတော့ဒေါသထွက်ခဲ့ပြီးရိုက်ကူးနေသူတွေကိုပါဓာစီခဲ့ပါတယ်။ဒီဗီဒီယိုကို Viber မှာထင်ခဲ့တဲ့ပါဝင်သူတယောက်ကမှတ်ချက်ပြုခဲ့ပါတယ်။အနေငယ်၅ခုလောက်ရှူတာကပြဿနာမရှိဘူး။ဒါပေမဲ့သူတို့လောက်တာကလွန်ကဲလွန်နေသူတို့ဟာ အမည်မဖော်ပြဖို့သူတို့ရဲ့နံပါတ်တစိတ်တွေကိုတောင်ဖုံးထားကြတယ်။သူတို့ဟာဒီဂျယ်ရီကိုရောင်းဖို့ယူသွားပုံရတယ်။အကယ်လို့သူတို့ကအလင်းမဖြတ်တဲ့အိတ်တွေသုံးခဲ့မယ်ဆိုရင်ဘယ်သူမှသတိမထားမိလောက်ပါဘူး။နောက်ထပ်ဖြစ်ရတဲ့ခုကတော့အသက်ကြီးရဲ့အမျိုးသမီးတစ်ယောက်ကအိမ်ကြီးချင်းရဲ့တကားလက်ကင်မှာတတိတွေအချိန်ချိန်တုံလင်းနေတာကိုဖမ်းမိခဲ့ပါတယ်။ဒါဟာသူ့ရဲ့ပထမဆုံးအချိန်လည်းမဟုတ်ပါဘူး။ဒါဟာအသက်ကြီးရွယ်အိုတွေကရုပ်တရက်စိုးသွမ်းလာတာမဟုတ်ပါဘူး။စိုးသွမ်းတဲ့လူတွေကပဲအသက်ကြီးလာတာပါ။ ဒီမှာနေ့စဉ်မမြင်ရတဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။အသက်ကြီးတဲ့အမျိုးသားတစ်ယောက်ဟာမြေအောက်ရထားရဲ့လက်ရန်ကိုခြေထောက်တင်ရာအဖြစ်အသုံးပြုနေတာပါ။မြေအောက်ရထားလက်ရန်တွေမှာဒီလောက်အသုံးပြုနေရရှိမယ်လို့ဘယ်သူသိမှာလဲ။ပြီးတော့အမျိုးသမီးတစ်ယောက်ကသူ့ယောက်ျားကိုစောင့်ဖို့အတွက်ညံနှုံးမြင့်ရထားကိုနှောင့်နှေးစေခဲ့ပါတယ်။သူကရထားတကားတွေကိုပိတ်ဆို့ပြီးတော့ရွှေ့မပေးဘဲလူတစ်ယောက်အတွက်အားလုံးကိုစောင့်ခိုင်းခဲ့ပါတယ်။ ခီးတရေဒေါသထွက်နေကြပြီမဲ့သူကဂီယူမဆိုင်ခဲ့ပါဘူး။ရထားဝန်ထမ်းတွေကသူ့ကိုဆွဲဖက်ဖို့ကြိုးစားတဲ့အခါတောင်သူကမရွှေ့ခဲ့ပါဘူး။ဂျီယင်ဆိုင်မှုက၃မိနစ်ကျော်ကြာခဲ့ပြီးခေါင်းမာမှုရဲ့စစ်မှန်တဲ့ပြသမှုတစ်ခုပါပဲ။နောက်ဆုံးအနေနဲ့တကယ်ကိုလွန်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုကြည့်ရအောင်ပါ။ဂျပန်မှာရှိတဲ့တရုတ်လူမျိုးပိုင်ဆိုင်တဲ့ဟိုတယ်တစ်ခုကအဲဒရီအတွက်ပုံမကောင်းမွန်တဲ့မြင်ကွင်းရဖို့အတွက်တဘာဝပဝင်းချင်းကိုဖျက်ဆီးခဲ့ပါတယ်။ယာမနာရှီစီယန်ဇု ကာဝါဂုချီရေကန်နီးမှာတရှိတဲ့ဒီဟိုတယ်ကဖူဂျီတောင်ရဲ့အနောက်ဆက်ကင်းတဲ့မြင်ကွင်းကိုရဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီလိုလုပ်ဖို့အတွက်သူတို့ဟာအင်းဒီဂျင်ပိုင်ဆိုင်တဲ့မြေခွက်ပေါ်ကဂျပန်စီးပင်23ပင်ကိုတရားမဝင်ခုတ်လဲခဲ့ပြီးတော့နောက်ထပ်သစ်ပင်30ရဲ့အမြင့်တွေတဲကိုပေါင်းသက်စေးထိုးသွင်းခဲ့ပါတယ်။ ဖူဂျီတောင်ကဂျပန်နိုင်ငံရဲ့နေရာအများပြားကနေမြင်တွေ့နိုင်တယ်ဆိုတာလူသိများပါတယ်။အထူးသဖြင့်ယာမနာရှိစီရင်စုကကာတာဂူချီကို အေရီယာက ရှင်းလင်းပြီးတော့တင့်တယ်တဲ့အတောင်တန်းရှုခင်းကြောင့်ခီးသွားရီကြားမှာအထူးရေပန်းစားပါတယ်။တရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ဒီဟိုတယ်ကအဲဒီနေရာမှာတည်ရှိပါတယ်။ဂျပန်မီဒီယာတွေအရ အင်နိုဦးဆိုတဲ့အမျိုးသားတယောက်က2021ခုနှစ်မှာအငိမ့်စားဘဝမှာဖူချီတောင်ရှူကင်းကိုခံစားဖို့ဒီမြေခွက်ကိုဝယ်ယူခဲ့ပါတယ်။သူရဲ့အင်ချင်မြေကဟော်တယ်နဲ့ဖူချီတောင်ကြားမှာတည်ရှိနေတာကြောင့် ဟိုတယ်ပိုင်ရှင်ရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာဟိုတယ်ကဒီမြေခွက်ကိုဝယ်ယူဖို့ကြိုးစားခဲ့ပေမဲ့ငင်းပယ်ခံခဲ့ရပါတယ်။ညနိုင်မှုတွေမအောင်မြင်တဲ့အခါဟိုတယ်ကအင်နိုဦးကိုတစ်ပင်အားလုံးကိုခုတ်လဲဖို့ဖိအားပေးခဲ့ပြီးကုန်ကြစည်ရဲ့တဝက်ပဲပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါကိုအင်နိုဦးကညှင်းဆိုခဲ့ပါတယ်။အင်နိုဦးကဖွင့်ဟခဲ့တာကတော့သူ့ရဲ့အင်ဂျင်ကဟိုတယ်နဲ့ဖူဂျီတောင်ကြားမှာတရှိတာပါ။ ဟော့တယ်ကအရင်ကလည်းဒီမြေခွက်ကိုဝယ်ဖို့စီစဉ်ခဲ့ပေမဲ့ရောင်းသူကသူတို့ရဲ့သဘောထားကိုမကျေနပ်ခဲ့လို့အင်နိုအူစီကိုမြေခွက်ကိုရောင်းချခဲ့တာပါဒါပေမဲ့အင်နိုအူမြေခွက်ကိုဝယ်ယူပြီးရနောက်ရန်ချန်ဖူဂျီဟိုတယ်ကချက်ချင်းစီးပင်တွေအားလုံးကိုခုတ်လဲဖို့တောင်းဆိုခဲ့ပါတယ်အစပိုင်းမှာသူရဲ့ကိုယ်ပိုင်နေရာကိုကာကွယ်ဖို့ခြံစည်းအုပ်တစ်ခုစောက်ဖို့အဆိုပြုခဲ့ပေမဲ့ ကုန်ကြမ်းစည်းရဲ့တစ်ဝက်ဖြစ်တဲ့ငါးသန်းရှမ်းပဲပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။၂022ခုနှစ်ဇန်နဝါရီလမှာအင်အိုဦးကသူ့မြေခွက်ကိုထပ်သွားကြည့်တဲ့အခါစီးပင်23ပင်ကို ခုတ်လဲထားတာကိုတွေ့ရှိခဲ့ပါတယ်။ထပ်ပြီးတော့ဇွန်လမှာသစ်ပင်တွေရဲ့အရွက်တွေညှိုးနွမ်းနေပြီးသစ်ပင်အောက်မှာအချင်း2စင်တီမီတာခန့်ရှိတဲ့အပေါက်ငယ်တွေပေါ်နေတာကိုသတိပြုမိခဲ့ပါတယ်။အဲဒီအခါမှာတယောက်ယောက်ကသစ်ပင်တွေထဲပေါင်းသက်ဆေးထိုးထားတာကိုသူသိရှိခဲ့ပါတယ်။ သူကစီးပင်တရာတွေက30ဟာဖျက်ဆီးခံခဲ့ရတယ်လို့ပြောပါတယ်။ဟိုတယ်ဝန်ထမ်းတွေကိုရှင်ဆိုင်မေးမြန်းတဲ့အခါသူတို့ကပါဝင်ပတ်သက်မှုမရှိဘူးလို့ညင်းဆိုခဲ့ပါတယ်။ဟိုတယ်ပိုင်ရှင်ရဲ့လက်ထောက်တစ်ယောက်ကတော့မန်တက်ပြီးဂျပန်ရဲတွေကငါတို့ကိုဖမ်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဟိုတယ်ဝန်ထမ်းတချို့ကဒီချင်းတွေကိုမခံမရနိုင်ဖြစ်ပြီးတော့ အင်အိုဦးစီးကိုတီးတန့်ဝင်ခံခဲ့ပါတယ်။ဟော်တပိုင်ရှင်ဟာသူ့မြေခွက်ထဲကိုအချိန်ချင်းခိုးဝင်ခဲ့တယ်လို့ဆိုပါတယ်။ပိုင်ရှင်ကဝန်ထမ်းတွေကိုသစ်ပင်တွေဟိုခိုင်းတာတွေဖျက်ခိုင်းအောင်တမကပဲပေါင်းသက်စီထိုးဖို့လဲညွှန်ကြားခဲ့ပြီးတော့ ီလုံရက်တည်းရဲ့ဗီဒီယိုသက်သေတွေကိုပါပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ဒီအချိန်လေးကြောင့်စိတ်ပြေလှရှားနေတဲ့အင်းတို့ဦးကစီးပင်လေးကိုပြန်လည်ဆိုင်ပြို့ဖို့ဆိုရင်သပင်တပင်ကို တသိန်း2000ရန်ကုန်ကြမယ်လို့ရှင်းပြခဲ့ရလဲဖြစ်ပါတယ်။သက်သေတွေနဲ့အတူသူကဒီဖြစ်ရက်ကို2024ခုနှစ်စက်တင်ဘာလရက်မှာရဲရီစီကိုတိုင်ကြားခဲ့ပါတယ်။ အာဏာပိုင်ကသစ်ပင်တွေကိုဖျက်ဆီးမှုအတွက်တာဝန်ရှိသူတွေဖြစ်တဲ့သစ်ပင်ဖျက်လဲသူတွေသူတို့ကြီးကြပ်ခဲ့တဲ့ဥယျာဉ်မှုအပါအဝင်လူပုံတွေကိုဖမ်းဆီးခဲ့ပါတယ်။ဥယျာဉ်မှုကိုဒီလိုလိုရက်တွေလှုပ်ဆောင်ဖို့ညွန်ကြားခဲ့တဲ့ဟော့တပိုင်ရှင်ဟာစက်တင်ဘာ9ရက်နေ့မှာဂျပန်ကနေထွက်ပြေးသွားခဲ့ပါတယ်။ဒါဟာအချိန်လေးတွေပေါ်ထွက်သွားပြီဆိုတာကိုသိထားပြီးတော့တာဝန်ယူမှုကိုရှောင်ရှားဖို့စူးစမ်းတာဖြစ်နိုင်ပါတယ်။ ထူးခြားတာတစ်ခုကတော့ထ িয়োগ ခီးသွားတွေကဂျပန်ကိုလာရောက်တဲ့နိုင်ငံသားဧည့်သည်တွေရဲ့အဓိကရင်းမြစ်တစ်ခုဖြစ်ပါတယ်။သူတို့ကခီးသွားလုပ်ငန်းမှာတည်တာထင်ရှားတဲ့အထောက်အကူပြုမှုတွေလှုံ့ဆော်ပေးနေပေမဲ့စီးမြင်တွေကိုချိုးဖောက်တဲ့ဖြစ်ရပ်တွေကြောင့်ဒေသခံတွေရဲ့မကျေနပ်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ဥပမာအနေနဲ့ထ িয়োগ ခီးသွားတွေက cherry ban ban တွေကိုအင်အားသုံးပြီးတော့လှုပ်ခါတာနာနာရဲ့တန်ရှင်တဲ့သမင်းတွေကို လိုက်ဖမ်းပြီးရိုင်းတဲ့တာ ဟိုတယ်အဆောက်အဦတွေကိုဖျက်ဆီးပျက်စီးစေတာအများပြည်သူတွေယူပို့ဆောင်ရေးမှာဦးစားပေးထိုင်ကုန်တွေကိုခီးဆောင်အိတ်တွေနဲ့ဒိမ့်ပိုက်ထားတာမျိုးတွေပါဝင်ပါတယ်။အာယုံဆိုင်ခံရတဲ့ဖြစ်ရပ်တစ်ခုမှာတော့ဂျပန်ခီးတဲ့တယောက်က threat မှာတင်ခဲ့တဲ့ post တစ်ခုဖြစ်ပါတယ်။သူကတရုတ်ခီးသွား၃ယောက်ဟာသူတို့ရဲ့ခီးဆောင်အိတ်ကြီးတွေနဲ့အတူလူစီကားတဲ့ရထားတစ်စီးထဲမှာဦးစားပေးထိုင်ကုန်ရှစ်ခုကိုဒိမ့်ပိုက်ထားတာကိုဖော်ပြခဲ့ပါတယ်။နီနာမှာလန်တန်နဲ့အဖွားအိုတယောက်ဟာ ဟန်ချက်ထိန်ဖို့ရုံးကန်နေရပါတယ်ဒီဂျပန်ခီးတဲ့ကအင်္ဂလိပ်စကားမှာယုံကြည်ချက်မရှိပေမဲ့ခီးသွားတွေကိုရင်ကြီးစွာထိုင်ကုန်လို့ပြဖို့တောင်းဆိုခဲ့ပါတယ်သူတို့ကတုံ့ပြန်မှုမရှိတဲ့အခါသူက Google Translate ကိုသုံးပြီးဖူဂျီတောင်ကိုဂျပန်နိုင်ငံရဲ့နေရာအများအပြားကနေမြင်တွေ့နိုင်တယ်ဆိုတာလူသိများပါတယ်အထူးသဖြင့်ယာမနာရှိစီယန်ဇူးက ကာဝါဂူချီကိုအရီယာကရှင်းလင်းပြီးတင်တယ်တဲ့တောင်တန်းရှုခင်းကြောင့်ခီးတော်ရီသားမှအထူးရေပန်းစားပါရယ်တရုတ်ယင်းနီမြုံနံထားတဲ့ဒီဟိုတယ်ကအဲ့ဒီနေရာမှာတည်ရှိပါရယ် ဂျပန်မီဒီယာတွေအရအင်နိုဦးဆိုတဲ့အမျိုးသားတယောက်က2021ခုနှစ်မှာအငိမ့်စားဘဝနဲ့ဖူဂျီတောင်ရှုခင်းကိုခံစားဖို့ဒီမြေခွက်ကိုဝယ်ယူခဲ့တယ်။သူ့ရဲ့အိမ်ချမ်းကြီးဟာဟိုတယ်နဲ့ဖူဂျီတောင်ကြားမှာတရှိနေတာကြောင့်ဟိုတယ်ပိုင်ရှင်ရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။အစပိုင်းမှာဟိုတယ်ကဒီမြေခွက်ကိုဝယ်ယူဖို့စူးစမ်းခဲ့ပေမဲ့ငင်းပယ်ခံခဲ့ရပါတယ်။ညနိုင်းမှုတွေမအောင်မြင်တဲ့အခါဟိုတယ်ကအင်နိုဦးကိုတစ်ပင်အလုံးကိုခုတ်လဲဖို့ဖိအားပေးခဲ့ပြီးတော့ ကုန်ကြစည်းရဲ့တဝက်ပဲပေးမယ်လို့ကြေလန့်ခဲ့ပါတယ်။ဒါ ਉਹ အင်နိုဦးကညင်းဆိုခဲ့ပါတယ်။အင်နိုဦးကဖွင့်ဟခဲ့တာကတော့သူ့ရဲ့အိမ်ကြီးက ဟိုတယ်နဲ့ဖူဂျီတောင်ကျမ်းမှာတရှိတာပါဟိုတယ်ကအရင်ကလည်းဒီမြေခွက်ကိုဝယ်ဖို့အစီအစဉ်ခဲ့ပေမဲ့ရောင်းသူကသူတို့ရဲ့သဘောထားကိုမကျေပြန်နိုင်ခဲ့လို့ပါဟိုတယ်ပိုင်ရှင်ကဥယျာဉ်မှုကိုဒီလုံရက်တွေလှုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပြီးစက်တင်ဘာ9ရက်နေ့မှာဂျပန်ကနေထွက်ပြေးသွားခဲ့ပါတယ်ဒါဟာအခြေအနေတွေပေါ်ထွက်သွားပြီဆိုတာကိုသိထားပြီးတာဝန်ယူမှုကိုရှောင်ရှားဖို့စူးစမ်းတာဖြစ်နိုင်ပါတယ်ရှင် ီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့။ Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။